Hello အားလုံးပဲမင်္ဂလာပါညမရောအစင်ပေါ့ဘလဟမတက်နေရဲ့အင်ဂျင်နီယာဖြစ်ပါတယ်ညမဒီနေ့ knowledge sharing လုပ်ပြီးသွားမယ့် topic လေးကတော့ဒီ covid-19 ဖြစ်ပြီးသွားတဲ့အချိန်မှာအလူရဲ mental health ကိုဘယ်လိုဆက်လက်ထိရောက်နေရဲဆိုတဲ့အကြောင်းလေးဖြစ်ပါတယ်အဒီကိစ္စလေးနဲ့ပတ်သက်ပြီးပြောဖို့ညမတငယ်ချင်း SCI ပေါ့ဘလဟမတက်နေရဲ့သူကို interview လေးတောင်းလို့ပါဖြစ်ပါတယ်အားလုံးပဲလက်ခဲကြပါချိန်ရတာမသိဘူး ဟိုလည်းလည်းကိုလေဒီ COVID-19 ရဲ့နောက်ဆက်တွဲ mental health problems တွေနဲ့ပတ်သက်ပြီးတော့ interview လေးနည်းနည်းလုပ်ချင်လို့ရရဲ့မလားอืมရပါတယ်ဟုတ်ပြီအဆိုပထမဆုံးမေးချင်တာကဒီ COVID-19 ကရောဂါရပ်ပြီးဆုံးသွားပြီဆိုပေမဲ့သူ့ရဲ့နောက်ဆက်တွဲ mental health problems တွေကအခုထိရှိနေသေးရဲ့ဆိုတာမှန်တယ်လို့လည်းနဲ့ထင်လားอืมမှန်တယ်လို့ထင်တယ်ဒီကရောဂါတွေဖြစ်တော့အဆိုရင်တခြားလူတွေကိုမကူးစက်နိုင်အောင်လို့ဒီ ဟိုတီးတန့်ခွဲနေရတာရှိရလေပြီးလို့ရှိရင်ဒီအိမ်မှာပဲအများရန်ပိတ်နေခံရတာတွေအလုတ်ပြတ်တာတွေဒါတွေကြောင့်စိတ်ဖိစီးမှုတွေဆိုရင်ကြောင်ကြောက်မှုတွေဖြစ်လာကြတယ်တချို့တွေဆိုရင်အလုတ်ထွက်ရတဲ့အထီအောင်ဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါမျိုးတွေကလည်းအခုချိန်ထိတချို့လူတွေထဲမှာဖြစ်နေတော့မှာပဲအဲ့ဆိုနည်းနည်းပြောပုံရဆိုစိတ်ပိုင်းဆိုင်ရာပြဿနာတွေကအမျိုးမျိုးရှိရပေါ့နော်အဲ့အမျိုးမျိုးတွေကမှတချို့ဟာလေးကိုအဓိကထားပြပြပေးပါလား အဲတချို့လူတွေမှာဆိုရင်လို anxiety တွေ depression တွေညာဘက်အိမ်မပျော်ရရှိလာကြရတယ်เนาะပြီးလို့ရှိရင်အိမ်လည်းတည်တဲ့အတိုင်းပဲကွာဒီ social distancing တွေပြီးသွားတဲ့နောက်မှာလူမှုပတ်ဝန်းကျင်တွေကိုပြန်ပြီးတော့မဝင်ချင်ကြတော့လူတွေနဲ့ထိတွေ့ဆက်ဆံရမှာကိုကြောက်လာကြတယ်။နောက်ပြီးတစ်ခုရှိတာတချို့လူတွေမှာဆိုရင်ဒီအလုပ်ပဲဖြစ်ဖြစ်အကြောင်းစာမှာပဲဖြစ်ဖြစ်အဲ့လိုနေရာတွေမှာအာ concentration အာရုံစိုက်မှုနည်းလာကြရပေါ့เนาะဒီလိုမျိုးပြဿနာတွေဖြစ်လာကြတယ်။ အဆိုအဲ့လိုမျိုးခံစားနေရရေကြော်လောက်နိုင်မို့ဘလို့နီလန်းနေသုံးသနေလို့လလက်ထင်လဲအာအရင်ဆုံးကတော့ဒီမိသားစုတွေတငယ်ချင်းတွေနဲ့စကားပြောကြည့်ရမယ်သူတို့ရင်ဖွင့်ရမယ်ပေါ့အကယ်၍ကိုက ကိုယ့်ဘာသာမဖြည့်ရှင်းနိုင်အောင်ဆိုလို့ရှိရင်ဒီ psychologist တွေ counselor တွေနဲ့တွေ့ပြီးတော့ဆွေးနွေးတိုင်ပင်ရမယ်ကိုယ့်ရဲ့ယောဂအကြောင်းကိုအာဒီလိုကုသရမယ်ပေါ့နော်နောက်ပြီးလို့ရှိရင်အရေးကြီးတာတစ်ခုကကိုယ်အရန်စိတ်ပင်ပန်းလာတယ်လို့ခံစားရလို့ရှိရင်အနာယူတင်တယ်အနာယူတဲ့အခါမှာဆိုရင်လည်းဒီကိုယ်ပြောရှင်မှုပေးနိုင်မယ် activity လေးတွေလုပ်တင်တယ်ပေါ့နော်ဥပမာဒီအားကစားလုပ်တာတို့ပကြီဆွဲတာတို့စဖတ်တာတို့ဒါမျိုးလေးပေါ့အဲဆိုလည်းဒီကြောင့်လည်းပတ်သက်ပြီးတော့နောက်ဆုံးအနေနဲ့အရေးကြီးတဲ့အချက်တစ်ချက်တော့ပြပြပေးလို့ရမလား ဒီကိုဗစ်ကြီးပြီးသွားလဲလူထုလူရဲ့စိတ်ထဲမှာစိတ်ဖိစီးမှုတွေခံစားနေရတော့မယ်အဲ့ဒါကြောင့်ဒါတွေကိုလှစ်လူမရှုပဲနဲ့အကူအညီယူဖို့လည်းမကြောက်ပါနဲ့လို့ဒီဘာနော်ဟိုစက်မှတ်ရေးကောင်းတယ်ဆိုတာလဲ physically ရော mentally ရောကောင်းနေမှာစက်မှတ်ရေးကောင်းတယ်လို့ယူဆလို့ရတာလေအဲ့ဒါကြောင့်ကိုယ့်ရဲ့စိတ်စမ်းမှရေးရလဲကိုယ့်စမ်းမှရေးရဲ့အရေးကြီးတဲ့အစိတ်အပိုင်းမဲ့ဆိုတာကိုမှတ်ထားဖို့တတိပေးချင်ပါတယ် ဟွာအများကြီးပြပြပေးသွားပါပဲအခုတို့တရားရှင်းလင်းလင်းနဲ့အများကြီးပြပြပေးလက်လက်ကိုလည်းကျေးဇူးပါကျေးဇူးပါအဆိုအလိုမဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုပြီးတော့ဒီကိုယ့်ရဲ့ mental health ကဘယ်လောက်ထိအရေးကြီးမှန်းပြီးရင်နောက်ဒီ COVID-19 ရဲ့နောက်ဆက်တွဲ mental health problems တွေကအခုတိရှိနေတယ်မှန်းကိုအလိုမဲ့တခုသိသွားမယ်လို့မျှော်လင့်ပါတယ်။အဆိုအလိုမဲ့ bye bye